အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့အင်းတာတို့ရဲ့နိုင်တော်ရှိတချင်းချောင်းနဲ့ပတ်သက်ပြီးဘုံလိုက်ရေးသားထားတဲ့စောင်းပါတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါအောင်ခင်ဗျာ င်းသာတို့ရဲ့နန်းတော်ရှိမှာ တကားမှုဖြစ်နေလေမန္တလေးမှာမွေးပွားခဲ့တာမဟုတ်ပေမဲ့မန္တလေးမှာ ကြည်ပြင်းခဲ့ရတာမို့မန္တလေးကိုချစ်တယ်။ဘယ်နေရာပဲရောက်ရောက်ခန္ဓာကိုယ်ထဲမှာ မန္တလေးတွေးတွေခံမသွားဘူးလို့ခံစားရပါတယ်။တကြံရောက်လို့တကြံမိုးတူပို့တူပို့မန်းတောင်ရိတ်ကိုຫນွေဥကပြညနန္တာ ဘရောက်တမျက်နာတို့လိုတချင်းတွေကြားရတိုင်းကြားရတိုင်းဘယ်ဒေတာကိုပဲရောက်နေပါစေမန္တလေးသွေးတွေဟာခန္ဓာကိုယ်ထဲမှာယုံကြွလာပြီးမန္တလေးကို လွှမ်းလာလေးရှိပါတယ်မန္တလေးသားတွေဟာ မန္တလေးအစွဲကြီးတယ်လို့ဆိုစမှတ်ပြုကြပါတယ်ဆွေလေဆွေလောက်ဆရာလို့ခံစားရတယ်မန္တလေးကိုဗဟုပြုပြီးဖြစ်ပေါ်ခဲ့တဲ့အမှုပညာတွေကနေမှမနေပဲ ဒီလိုအမှုပညာတွေကတဆင့်မန္တလေးဟာမြို့သူမြို့သားတွေရဲ့အသွေးတွေအသားတွေကိုစိတ်ဝင်သွားတာနေမဲလို့ယူဆတာပါမန္တလေးကိုလွမ်းတဲ့အခါနားထောင်ပြတဲ့တချင်းတွေထဲမှာမန္တလေးနန်းရှိသားကြီးဖြစ်တဲ့တေးရီစုရဲ့အင်းသာတို့ရဲ့နန်းတော်ရှိတချင်းဟာလည်းတပုတ်ပါဝင်ပါပဲကျွန်တော်ကတော့90ခုနှစ်နောက်ပိုင်းဖွားမှုတင်နေတယ် မာရိဇဆိုထားတဲ့အင်းသာတို့ရဲ့နန်းတော်ရှိဘာရှင်ကို အရင်နားထောင်ခဲ့ရတာပါ နောက်ပိုင်းမှာပဲမူရင်းတိဆိုသူဖြစ်တဲ့ဥလွှမ်မိုးရဲ့အင်းသာတို့ရဲ့နန်းတော်ရှိကိုနားထောင်ခဲ့ရတာဖြစ်ပါတယ် YouTube မှာတွေ့ရတဲ့မှတ်တမ်းရတော့ဥလွှမ်မိုးဟာ1986ခုမှာအင်းသာတို့ရဲ့နန်းတော်ရှိကိုတိဆိုခဲ့တာလို့သိရပါတယ်1988ခုမှာတော့ အင်းသာတို့ရဲ့နန်းတော်ရှိရဲ့အဆက်တချင်းလို့ဆိုရမယ်တတိတယနန်းတော်ရှိတချင်းကိုထပ်ဆိုခဲ့ပါတယ်ဒီတချင်းကိုတော့ဩဘာနဲ့စုတို့နှစ်ယောက်တွေ့ပြီးရေးသားခဲ့တာဖြစ်ပါတယ်မန္တလေးရဲ့အရှိဘက်ရှမ်းတောင်တန်းကြီးတွေပေါ်ကတော်မီငွေငွေတွေနဲ့အတူအလွမ်းမြင့်မြင့်တွေကိုပါခံစားမိစေတဲ့တချင်းပါပဲစုဟာ အင်းသာတို့ရဲ့နန်းတော်ရှိတချင်းကို သူချစ်ရသူတယောက်ကိုရည်ရွယ်ပြီးရေးသားခဲ့တာပါ။တချင်တွေကဟင်းသာဟာမန္တလေးနန်းရှိသူတတဗေဒဌာနကဆရာမတယောက်ဖြစ်ပါတယ်။ဆရာမဟာဒေါက်တာပွဲရထားသူပါ။သူတပည့်တွေကဆရာမကိုဆရာမမဟင်းသာလို့ခေါ်ကြတာတဲ့။ဟင်းသာတို့ရဲ့နန်းတော်ရှိတချင်ဟာ ဥပမာအလင်္ကာဆန်ဆန်တွေနဲ့ဖွဲ့နှဲ့တင်စားပြီးရေးထားတဲ့တချင်တပုတ်ဖြစ်ပါတယ်။ စုဟာ သူ့ကိုယ်သူတော့တကားမှုဖြစ်တင်စားပြီးမဟင်းသာကိုတော့မင်းသမီးတပါးတပွဲတင်စားထားခဲ့ပါတယ်။မဟင်းသာတို့ရဲ့အဆောင်အယောင်အိုးအိမ်စည်းစိမ်တွေကိုတော့နန်းတော်ကြီးတစ်ခုတပွဲတင်စားသွားခဲ့တာပါ။ခင်မြက်ကမြတ်ကိုစောလာပန်ဖောက်ထားတဲ့လမ်းတွေလေးတွေခေဆဆဲရစ်တဲ့တဲ့ရွှေ လိန်ထုတ်ထားတဲ့မင်းတို့နန်းဆောင်တွေ ဝင်းဝါနေသောမန္တလာမြေအမြဲတားကြတဲ့နန်းတော်ရှိ အခွဲနိုင်တော်ဘူးမပြင်းစင်မဘူးဟင်းသာရေမဟင်းသာရဲ့အိမ်ကို ရှင်ဘရင်ရဲ့နန်းဆောင်ကြီးတစ်ခုဖြစ်တင်စားလိုက်ပြီးဒီနန်းဆောင်ကြီးဟာလဲရွှေတွေဝင်းဝါနေအောင်တုတ်လိန်ထားတယ် ဒီရွှေရည်တွေဟာ ခုခေတ်မှာသာတုတ်လိန်ထားတာမဟုတ်ပဲရှေ့ဘိုးဘွားဆက်ဆက်ကလေးကတုတ်လိန်လာခဲ့တာမို့ရွှေတွေဟာ အရစ်တောင်တက်နေပြီတဲ့ခေတ်ဆက်ဆက်အရစ်တက်တဲ့ရွှေဆိုတာဟာမဟင်းသာတို့ကအခုမှပြည့်စုံတာမဟုတ်ပဲအရင်ကလေးကမျိုးနဲ့ရိုးနဲ့ပြည့်စုံခဲ့သူတွေလို့ဖော်ကျူးလိုက်ပုံရပါတယ်ရွှေတွေကို ခေတ်ဆက်ဆက် အရစ်တက်အောင် တုတ်လိန်ထားကြတဲ့ဒီနန်းဆောင်ကြီးတဝိုက်မှာလဲနိုင်ငံသားမြခင်နုနုတွေကိုမြကော်စောလာခင်ထားကြတယ်။မြခင်တွေကြားမှာလဲလမ်းတွယ်လေးတွေကို အရှိုရှို ဖောက်ထားကြတယ်။ဥပမာအလင်္ကာမြောင်နေတဲ့တင်စားမှုတွေလို့ခန်းစားရပါတယ်။နန်းတော်ရှိသားတယောက်ဖြစ်တဲ့စူးအနေနဲ့သူချစ်တဲ့မဟင်းသားရဲ့ခန္ဓာမှုတွေကို တင်စားတဲ့အခါ မန္တလေးနန်းတွင်တွေကနန်းဆောင်ကြီးတွေကိုအင်စပိုင်ယာယူပြီးဖွဲ့နေတာလို့ထင်ပါတယ်။မဟင်းသာအိမ်မှာခင်းထားတဲ့မြက်ခင်းတွေကိုတော့မြကော်စောနဲ့တင်စားပါတယ်။မြဆိုတာယတနာတပားမလား။ရိုးရိုးကော်စောအစိမ့်နဲ့မတင်စားဘဲအစိမ့်ရောင်ယတနာတပားအဖြစ်မြနဲ့တင်စားလိုက်တော့အတိတ်ပဲဟာ ပိုပြီးခံရလာပါတယ်။ပန်းဖောက်ထားတဲ့လမ်းတွေလေးတွေတည်း ပန်းဖောက်ဆိုတဲ့အသုံးလုံးဟာတော်တော်ရှားပါးတဲ့အသုံးတစ်ခုပါ။အင်ဂျီတွေအဝိစတွေကိုပန်းဖော်တဲ့အခါမှာတော့ပန်းဖောက်တယ်လို့သုံးတာကို တွေ့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာတော့လမ်းပန်းဆိုတဲ့အသုံးကနေပန်းဆိုတဲ့အသုံးကိုယူပြီးတွေ့ရတစ်ခုအနေဖြင့်သုံးလိုက်တာပါ။မြမအဘိဓမ္မာကတော့လမ်းပန်းကပန်းကိုလမ်းကြောင်းလို့အတိတ်ပဲဖွင့်ပါတယ်။ but way direction ဆိုတဲ့သဘောပါပဲသေရေစုကတော့မဟင်းသားတို့အိမ်ဟာမျက်ကင်းစိမ့်စိမ့်တွေကြားမှာလမ်းတွေလေးတွေဖောက်ထားတာကိုရည်ရွယ်ပြီးပန်းဖောက်ထားတဲ့လမ်းတွေလေးတွေလို့သုံးလိုက်တယ်ခံစားရပါတယ်ညင်တဲ့တဲ့မုတ်တုံလေးလူဝါရွတ်တူကမြချူတံပမာအစင်းလာလာနှင်းညတညမှာ တဲ့တမျာများပန်းပွင့်နှင်းစီတွေဖူးဝေနေသောမန္တလာမြေ မြေသားကြတဲ့နန်းတော်ရှိမခွဲနိုင်တော်ဘူးမပြောင်းခြင်းမဟုဟင်သာရေမုတ်တုံလေးအလူတဲ့မုတ်တုံလေးညင်းလေးတိုက်ခတ်သွားတာပေါ့တိုက်ခတ်တာကလည်းပြင်းပြင်းထန်ထန်မဟုတ်ညင်းတဲ့တဲ့ တာတာရာရာလေးပဲတိုက်ခတ်လိုက်တာမုတ်တုံလေးညင်းလေးညင်းတဲ့တဲ့တိုက်ခတ်လိုက်ချိန်မှာဝါယုံဘေမော်ကဝါရွက်တွေဟာတရွက်နဲ့တရွက်ရိုက်ခတ်ပြီးတစ်ဖြက်ဖြက်အတန်လေးတွေကြီးလာကြတယ်ဝါရဲ့လေးတွေမြည်တန်ဟာမြချူတန်လေးတွေလိုပဲတဲ့ဒီမှာလဲဝါရွက်မြည်တန်လေးတွေကိုမြနဲ့ပြုတ်လုထားတဲ့ချူတန်လေးတွေနဲ့တင်းစားလိုက်တော့ပိုပြီးခန့်ညားသွားပြန်ပါတယ် ဝါရွက်စိမ့်လေးတွေကိုလည်းမြရတနာနဲ့တင်စားခဲ့ပြန်တာပါညင်းတဲ့တဲ့အစင်းလှလှတင်းတမျှများဆိုတဲ့ဒီအတုံးတွေဟာလည်းစင်တူတဲ့စကလုံးတွေကိုဆင့်ပြီးတုံထတာမို့အနုပါဒမဒုရတဂုံမြောက်ပါတယ်အနုပါဒဆိုတာတူတဲ့စကားနှစ်ခုကိုထက်ထက်တုံတာမဒုရတဆိုတာချုပ်မြိန်တာစင်တူတဲ့စကလုံးလေးတွေကို ထက်ထက်ပြီးတုံးလိုက်တဲ့အခါဆိုရတာနားထောင်ရတာချုံမြိတ်လာတတ်ပါတယ်ဒီလိုအုံလေးတွေက နေ့စဉ်သုံးစကားတွေမှာလည်းတွေ့ရလေးရှိပါတယ်ချိုချိုတာ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 ရာရာအလှပပပြင်းပြင်းထန်ထန်နက်နက်ရှိုင်းရှိုင်းကြည်ကြည်ဖြူ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 စင်စင် ကလေးလေးနည်းနည်းလေးများများဆဆဝေးဝေးလန်လန်နီနီနာနာကြည်ကြည်မာမာ ဖြစ်ဖြစ်နေနေတူတူတာတာတက်တက်တာတာဆိုတာမျိုးတွေပေါ့တင်းတမြများဆိုတဲ့အတုံးမှာတော့တဟာတေချာအိဗယ်ရှိစေချင်တာထက်အတန်တာစေချင်လို့ဖဲ့တဲ့စကလုံးလို့ခံစားရပါတယ်တင်းမြများဆိုတဲ့စကားတွေကိုတထည့်လိုက်တဲ့အခါအိဗယ်ပြောင်းမသွားပေမဲ့ဖတ်ရတာနားထောင်ရတာပိုကောင်းသွားပါတယ်မြန်မာစကားမှာဒီလိုတထည့်သုံးတဲ့ အတုံးတွေလည်းများပါတယ်။တငုံကိုတရေရေတဖြည်းဖြည်းတမြင့်မြင့်လောင်ကျွမ်းလွမ်းတတတာဆွေးတမြင့်မြင့်တသွားသွားတလာလာ တငငေးတငိုင်ငိုင်ဆိုတာမျိုးတွေပေါ့။စုဟာ မဟင်းသာရဲ့အဆောင်ရောင်တွေကိုခန္ဓာထေဝစွာ ဖွင့်ရွက်သလိုမဟင်းသာရဲ့အလှကိုလည်းစာနှစ်ကျောင်းထဲနဲ့ကြပြဆန်းဆန်းဥပမာအလင်္ကာဆန်းဆန်းဖွင့်ရွက်သွားပါတယ်။ အရန်ကပြဆန်သောဟင်းသာရေပန်းတရံရှိသောဟင်းသာရေတဲ့မဟင်းသာရဲ့အလှဟာကပြလဲတိတ်ဆန်နေပန်းကလေးတွေနဲ့လဲအလားတရံတူတယ်တဲ့မဟင်းသာရဲ့တပည့်တဦးကတော့မှတ်ချက်ပေးပါတယ်ဆရာမမဟင်းသာဟာအရက်မြင့်မြင့်အသားဖြူဖြူနဲ့တည်တတ်တယ်အနေအေးတယ်သဘောကောင်းတယ်တပည့်တွေပေါ်လဲဂယုဆိုင်တယ်တဲ့ဒီလိုမျိုး ပြားဆိုင်သောအန္တရာယ်ရှိသောမဟင်းသာရဲ့နန်းတွင်ရှိမှာတကားမှုလေးဖြစ်နေအမှုတော်တွေကိုထမ်းရွက်ပြရစေတဲ့စုဟာ မဟင်းသာကိုဘရင်သမီးတော်တပွဲတင်စားပြီးနောက်မှာ သူ့ကိုသူတော်တကားမှုလေးဖြစ်ပဲသုံးနှုံလိုက်တာကျွေဝသူတို့နဲ့ရှင်ရင်တော့စုအနေနဲ့ကတာမန်ပဲပေါ့မိုးဆက်တင်လေးတစ်ချက်မှလည်းစုကသူ့ကိုယ်သူ မြေပြင်လူလို့သုံးနှုံးတာတွေ့ရပါတယ်။မြေပြင်လူသူ့အတွက်တော့မဟင်းသာတို့ရဲ့နန်းတော်မှာတကားမှုအဖြစ်ဖန်ရွက်ခြင်းပါတယ်တဲ့။နန်းတော်တွေကယာရုတွေထဲမှာတကားမှုဆိုတာယာရုအတော်နှိမ်ပါပါတယ်။ security သဘောပဲရှိပါတယ်။မဟင်းသာရဲ့နန်းတော်ကြီးထဲမှာရှင်ဘီရင်တပါအနေနဲ့စံမြန်းပေးရစေလို့ခွင့်တောင်းတာမဟုတ်ဘူး။ ်တကားမှုလေးဖြစ်နေပဲရှိနေပါရစေလို့တောင်းဆိုခဲ့ပါတယ်။တကားမှုဖြစ်ထမ်းရွက်ခွင့်ရခဲ့ရင်တော့မဟင်းသာရဲ့အမှုတော်ကိုဥဆွေးဆံမြေထမ်းရွက်ပါမယ်လို့ဂရိတစ္ဆာပြုပါတယ်တဲ့။သူ့လိုရေပြင်ကလူအတွက်တော့ဒီနန်းဆောင်ကြီးထဲမှာရှင်ဘီရင်တပါအဖြစ်စံမြန်းခွင့်ကိုတော့မတောင်းဆိုဝင်ဘူးပေါ့။ဒါပေမဲ့သူချစ်တဲ့သူ အနာမှာရှိနေခြင်းပြန်တာကြောင့် တကားမှုလေးအနေနဲ့ပဲရှိနေပြရစေလို့ခွင့်တောင်းခဲ့တာတို့ပေမဲ့လည်းမဟင်းသာနဲ့တကားမှုလေးတို့ဟာချစ်သူတွေမဖြစ်ခဲ့ကြပါဘူးတဲ့သူရဲ့တခြင်းတစ်ပုတ်ရှိပါသေးတယ်မင်းအောင်ဆိုထားခဲ့တဲ့နာမည်ကျော်တခြင်းလေးပါတကယ်ချင်းလို့တော့ဆက်၍ခင်စေခြင်းနဲ့အောင်သူမမို့ဇော်ဝင်းစသဖြင့်အစိုးရများစွာလဲပြန်ဆိုခဲ့တဲ့တခြင်းလေးပါ သူ့အပေါ်မှာပင်ဆွဲလန်းနေတဲ့သူရဲ့တန်ရောစဉ်အလွမ်းစာတွေစင်ပြေးပူရာလေးရာထောင်ချီလို့ပင်ချစ်စကားလှလှလေးတွေဖွဲ့ကားຫນွေကားရင်အောင်ပြန်လေကသူမပေးခဲ့တောင်းအဝချင်းချနာကြလို့အဖြစ်နိုင်ဘူးဆိုတာတွေကျူတင်ကတို့လဲသိပါတယ်ဒီတစ်ချင်းဟာ မဟင်းသာဖြစ်ရတဲ့ဆက်နွယ်မှု ရှိလားမရှိလားဆိုတာတော့မသိရပေမဲ့ဒီတချင်းမှာလည်းပဲသူ့ရဲ့အချစ်တွေဟာကန့်ခဲနေတာကို တွေ့ရပါတယ်။သူ့ကို မချစ်နိုင်ဘူးဆိုရင်တောင်တကယ်ချင်းအနေနဲ့တော့ဆက်၍ခင်ပေးစေချင်ပါတယ်တဲ့။သူ့ရဲ့အမအင်တာဗျူးထဲမှာတော့သူ့မောင်စုနဲ့အဟင်းသာတို့အကြောင်းကိုပြောပြထားတာလေးနားထောင်ရပါတယ်။ မဟင်းသာကစူးကို မေဆွေတချင်းလေးလက်ဆောင် ပေးခဲ့ဘူးတဲ့ဂီတဆာဆို မောင်ကြီးမုံရေးသားထားတဲ့တချင်းလေးပေါ့တချင်းလေးနာမည်ကအာနာပါတယ်တဲ့ဂျိုနင်းကိုခင်ပါရဲဟဲဂျိုနင်းကိုမမုံပါဘူးဟဲဂျိုနင်းကိုဒီလိုခဏခဏပြောပြီးပြီပဲဂျီနဲ့ပါဟဲဒီဆောင်ပါဟာ သက်ဆိုင်သူတွေရဲ့ကိုရေးကိုရာကို ထိပါမှုမဖြစ်အောင် အတက်နိုင်ဆုံးတတိထားပြီးရေးခဲ့ပါတယ်။အမှုပညာရဲ့အရသာကိုပုံမခံစားလို့ကောင်းရုံအတွက်သာသက်ဆိုင်သူတွေရဲ့ကိုရေးကိုရာကို လိုအပ်တလောက်ပဲတူးယူခဲ့ပါတယ်။မလိုအပ်တာတွေကို မတူးဖော်မိအောင်စူးစမ်းခဲ့ပါတယ်။အကယ်၍ဒီဆောင်ပါဟာသက်ဆိုင်သူတွေအပေါ်ထိပါမှုဖြစ်ခဲ့ရင်လဲကျွန်တော်ကိုဖိနှုတ်ပေးကြဖို့ အနုညတောင်းပန်ပါတယ်။ဘုံလိုင်း14ရက်12လ2024နာဆင်ပေးခဲ့ကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။